နှစ်ဆတဲ့နေ့မှာ ပြုလို့ရတဲ့ရေရာအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာဆိုင်တရားကျော်ပဲဖြစ်ပါတယ်။အဲတင်းကျပ်ကာလနှစ်ဆတဲ့နေ့မှာပြုလို့ကမဲ့ရေရာလေးတွေကိုညွှန်ပြပေးသွားမယ်။ကျွန်တော်တို့ပဲအခြားသောဆရာတွေကလည်းပြုလို့ကမဲ့နည်းလမ်းတွေပြုလို့ကမဲ့ရေရာတွေကိုသူတို့လည်းညွှန်ပြပေးနိုင်မယ်။အဲ့တော့ယုံကြည်ရင်ကိုယုံကြည်တဲ့ဆရာရဲ့ဟာကိုလိုက်လို့ပါအကျိုးမရောက်ပါဘူးပေါ့နော်။ကျွန်တော်နီလန်ကတော့ရှင်းပါတယ်နှစ်ဆတဲ့နေ့မနက်ခင်းမှာ ်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုအလင်းတိုင်းကိုးတိုင်းအမွှေးတိုင်းကိုးတိုင်းတောက်တော်ကြီးစက္ကလူတန်းပူဇော်ပေးပါပြီးတော့လို့ရှိရင်စောအနေနဲ့သောဘထမင်းဒုမဟုတ်ကျက်စီထမင်းဒုမဟုတ်ကံပေါက်၃မျိုးတွေကတစ်မျိုးမျိုးကိုစက္ကလူတန်းပူဇော်ပေးပါမေတ္တာတုံယူခြင်းမဟာသမယတုံယူခြင်းပဋ္ဌာန်းယူဖတ်ပူဇော်ခြင်းမေတ္တာပို့အမြတ်ဝေခြင်းစာအလေးတွေကိုပြုလုပ်ပေးပါပြီးတော့လို့ရှိရင်အရဟံတိတ်တိဘဂဝါအောင် နော်ကာလာလေးကအရဟံသိတိဘဂဝါအောင် ထိုကာလာလေးကိုတရားရှိလုံပရိနဲ့ကိုဘတိတိစိတ်ပေးပါဒါကမနက်ခင်းမှာပြုလုပ်လို့ရပါတယ်အခြားအမှုစုကောင်းမှုတွေဖြစ်တဲ့ငါးစာကျွေးတာခွေးစာကျွေးတာငှက်စာကျွေးတာတန်လာလေးကိုစိုးလောင်တာစတာလေးတွေလည်းကိုအစဉ်ပြေလို့ကုစုကောင်းမှုလေးတွေကိုတက်နိုင်တက်နိုင်လို့များများလေးပြုလုပ်လို့ရပါတယ်ဒါကတော့နှစ်ဆန်းတရနေ့မနက်ခင်းအချိန်ကတည်းကပြုလုပ်ပါညနေခင်းအချိန်ကသမယညပိုင်းအချိန်ကသမယမှာတော့ တရားနာပါလမ်းထဲမှာ ဖြစ်စီဘုံကြီးကြောင်းကြောင်းကြောင်းမှာဖြစ်စီတကယ်လို့ကိုနေတဲ့လမ်းမှာမပြုတ်လို့ဖြစ်လို့ရှိရင်တော့ပြုတ်လို့တဲ့လမ်းအထိကိုကိုလိုက်ကိုကျသွားပြီးတော့တရားနာอยู่ပါဖရာရှင်ကိုယ်တော်မြတ်ခေါ်ကြခဲ့တဲ့တရားတွေကိုပြန်ပြီးတော့ဟောပြီးတဲ့ဆရာတော်တွေရဲ့တရားကိုသိချာနာอยู่ပါထို့ကဲ့သို့သောရေတရားများပြုလို့ခြင်းကုသိုလ်ကောင်းမှုများပြုလို့ခြင်းကြောင့်လို့နှစ်ဆန်းတည့်ရနေ့ကနေစပြီးတော့ တနှစ်ပတ်တာကာလလုံးမှာကုန်လုံးကံတွေရောက်လာတာငွေကြေးလာပါတွေပွင့်လာတာပြီးရဆန်းတွေပွင့်လာတာလုပ်ငန်းဝင်အတွင်းမှာရှိတဲ့လူတွေနဲ့အဆင်ပြေလာတာစတဲ့အရာလေးတွေကိုတွေ့ရပါလိမ့်မယ်ခင်ဗျာယုံကြည်လို့ရှိရင်လည်းလုပ်ကြပါမိတ်ဆွေကျွန်တော်ဖောက်ဆရာဆန်းကြီးရဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ မင်္ဂလာပါတကြံတက်နေနဲ့နှစ်စံတရက်နေမှာစောင်ရွက်လို့ရမယ်တနစ်စာလုံးမှာငွေကြီးလက်လာပါကံဒီကောင်းစီဖို့အတွက်ကျွန်တော်ရဲ့မိတ်ဆွေခဏရက်သားသမီးတွေစောင်ရွက်လို့ရအောင်ကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုဖိုင်ကို တွေ့တဲ့သူတိုင်းလှုပ်လို့ရပါတယ်လှုပ်ရမယ်နေ့ဒီတကြံတက်နေနဲ့နှစ်စံတရက်နေနှစ်ရက်ပဲလှုပ်ဆောင်လို့ရမှာပဲဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုဖိုင်လေးကို တွေ့တယ်ဆိုလို့ရှိရင် follow လေးတွေနှိပ်ပြီးတော့ share ပေးသွားပါ ဲ့တော့ကျွန်တော်တို့ဒီရေရာလောက်ကိုဆိုလို့ရှိရင်ဘာပစ္စည်းတွေလိုအပ်လဲဆိုရင်လင်မန်းတစ်ချက်လိုမယ်ပြီးသွားရင်ဖျောင်းနိုင်ဒီလိုရောင်ဆိုလဲရတယ်เนาะဖျောင်းနိုင် ကိုးတိုင်လိုမယ်ပြီးသွားလို့ရှိရင်အုံးစီအနှဲငယ်လိုမယ်เนาะ အဲ့တော့အဲ့ဒီရေတရားကိုကျွန်တော်တို့ကဘယ်လိုလုပ်မှာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီလင်မန်းထဲမှာပေါ့နော်လင်မန်းထဲကိုမထည့်ခင်ဖျောင်းနိုင်လေးကိုကျွန်တော်တို့ကအုံးစီနဲ့တုတ်ပေးရမယ်အဲ့တော့အုံးလက်ညိုးလေးမှာအုံးစီလေးတို့လဲပြီးလဲပြီးတော့ကျွန်တော်တို့ဒီမှာဘယ်လိုရုပ်မလဲဆိုရင်အေဟိလာဗံအေဟိလာဗံအေဟိလာဗံဆိုပြီးတော့ကိုးကောက်ရုပ်ပေးရမယ် နော်အဲ့တော့ဖျောင်းနိုင်ကိုးတိုင်းနှလုံးမှာအေဟီလာဗန်ဆိုပြီးကျွန်တော်တို့ကိုးကောက်ရွတ်လဲပြီးလဲပြီးရောလင်မန်းလေးတဲ့ကိုကျွန်တော်တို့ဖျောင်းနိုင်ကိုတဲမယ်တဲတဲ့ခါကျရင်ဖျောင်းနိုင်ဖင်ကိုမင်းကြီးလို့မရဘူးတခြားဖျောင်းနိုင်နဲ့ဖျောင်းကြက်ချပြီးတော့လင်မန်းပေါ်မှာဖျောင်းနိုင်လေးတွေကိုတဲမယ် တဲလဲပြီးလဲပြီးရောเนาะကျွန်တော်တို့ဘယ်အချိန်မှာလောက်မှာလဲဆိုရင်အတက်နေည9နာရီကနေပြီးတော့17နာရီတွဲမှာလောက်မယ်တကယ်လို့အတက်နေမှာမတွေ့တဲ့လူတွေကလည်းပဲနှစ်စံတရက်နေည9နာရီကနေပြီးတော့ကျွန်တော်တို့17နာရီတွဲမှာစောင်ရွက်လို့ရတယ်တကယ်လို့နှစ်ရက်စလုံးလောက်ချင်တယ်ဆိုလဲလောက်လို့ရတယ်အဲ့တော့ခုနကျွန်တော်တို့တဲလဲပြီးလဲပြီးရောဖျားချောင်းဆောင်မို့တင်မယ်တဲလဲပြီးလဲပြီးရောမြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးအားလင်မန်းပေါ်တွင်စီရင်ထားသော အုံးစီတုံးလိမ့်ထားသောအေဟိလာဗံအလင်းတိုင်းများဖြင့်ထွန်းကြီးစက်ကတ်လူဒန်းပူဇော်ပါ၏ဗျာလူဒန်းမိသည့်ချိန်မှစပြီးတော့ဖရာတပည့်တော်တပည့်တော်မတို့သည်ဒီနှစ်သက်အချိန်ခါတမရတွင်ဖရာတပည့်တော်တပည့်တော်မတို့လောက်ကင်လျက်ရှိသော လုပ်ငန်းဆောင်တာကိစ္စဝဝတို့မှငွေကြေးလက်လာပါ၏ပေါများစွာဝင်ရပါလို၏ရရပါလို၏ဆိုပြီးတော့ရိုးရိုးတေးတေးလေးလေးနက်နက်နဲ့တေချာလေးအာယုံပြုပြီးတော့လူဒန်းပေးရမှာဖြစ်ပါတယ် အဲ့တော့တကယ်လို့အတက်နေမှာတွေ့တဲ့သူတွေလည်းအတက်နေမှာလှူတကယ်လို့နှစ်ဆန်းတရက်နေမှာတွေ့တဲ့သူတွေကလည်းနှစ်ဆန်းတရက်နေမှာလှူအဲ့တော့နှစ်ရက်စလုံးလှူခြင်းလဲဆိုလဲထပ်ပြီးတော့လှူပါဒါကတော့အတက်နေနဲ့နှစ်ဆန်းတရက်နေမှာလောက်ရမယ်ရေရအဲ့တော့ခုနနောက်တစ်ခုကျွန်တော်ထပ်ပြီးပြောဖို့ရှိသေးတယ်နောက်ရေရရလောက်ဖို့အတွက်ကကျွန်တော်တို့ကနှစ်ဆန်းတရက်နေမှာပဲလှုပ်လို့ရမယ်ကျန်တဲ့ရက်မှာလှုပ်လို့မရဘူးအဲ့တော့နှစ်ဆန်းတရက်နေမှာကျွန်တော်တို့ခုနကပလင်းကိုပဲသုံးမယ်အဲ့တော့ဖမ်းပလင်းလေး တလုံးလိုမယ်ဖန်မလင်းကတော့ဘာပလင်းဖြစ်ဖြစ်ရတယ်ပလင်းပြင်ပြီးတော့ဒါပေမဲ့လီဘိုပလင်းဆိုရင်ပိုးပြီးတော့ကောင်းတယ်အဲ့တော့လီဘိုပလင်းလေးတဲ့ကိုကျွန်တော်တို့ကခုနကတော့အချိုရည်တွေကတောက်ပလိုက်ပေါ့တောက်ပြီးတော့ခုနကဖန်မလင်းလေးကိုရေချင့်ပြီးရေလေးချအောင်ထားမယ်ထားပြီးပတ်စံလေးကိုကတော့ထိုးပြီးထည့်မယ်အဲ့တော့ကတော့ထိုးတဲ့အခါကျတခုရှိတယ်တချို့ကတော့ထိုးတဲ့အခါကျဒီလိုမျိုးအဲခေါင်းလေးနဲ့ဖြစ်ရမယ်ဒီမှာဟောင်းလောင်းလေးဒီလိုမျိုးလေးဖြစ်ရမယ်အပောက်ကလေးပါမယ်တချို့ကကတော့ထိုးလို့ရှင်ဒီလိုအပိတ်ကြီးထိုးတာအဲ့လိုထိုးလို့မရဘူးเนาะ တော့အဲ့ဒီကတော့ထိုးပြီးသားပတ်စံလေးကိုကျွန်တော်တို့ကခုနကိုပလင်းဝါသေးသေးလေးဆိုရင်သေးသေးလေးထိုးမယ်ထိုးပြီးတော့ဖန်ပလင်းလေးတဲ့ကိုထည့်မယ်ထည့်ပြီးလို့ရှင်ပောက်ပောက်ပွင့်ကိုအပြည့်ထည့်မယ်ထည့်ပြီးလို့ရှင်ကျွန်တော်တို့ခုနကဖန်ပလင်းအဖုံးလေးကိုကြအောင်ဖုံးပြီးတော့ကိုယ့်ရဲ့ဒီအိမ်ရှိတက္ကမကြီးပေါက်မှာချိတ်ဆွဲပေးရမယ်ဘယ်ချိန်မှာချိတ်ရမှာလဲဆိုကျွန်တော်တို့နှစ်စံတရက်နေ့ညနေ၄နာရီခွဲကနေပြီးတော့၆နာရီအတွင်းမှာချိတ်ဆွဲပေးရမှာဖြစ်တယ် ဲ့တော့အဲ့ဖန်မလင်းလေးကိုတခြားလေးကြည့်အောင်ဖောက်ပြီးတော့ခုနကျိုးလေးတက်ပေါ့ကျိုးလေးတက်ပြီးချိချင်းလဲချိချင်းလဲချိမချိချင်းဘူးဆိုလဲခုနကတော့အမြင့်တနေရာမှာတင်းထားမယ်ချိဆွဲတာတော့ပိုးပြီးကောင်းတယ်သူ့ကျိုးနဲ့ချီလို့လဲရတယ်အဲ့တော့အဲ့ချိတဲ့အချိန်မှာဘာလေးပြောရမလဲဆိုတာကိုကျွန်တော်ထပ်ပြီးတော့ပြောပြမယ်နော်ကျွန်ုပ်တို့ဤမင်္ဂလာရှိသောအိမ်တကားဝါတွင်နော်ယမနှစ်ဆန်းတရက်နေတွင်နော်ဖန်မလင်းပေါ်တွင်ဖန်မလင်းထဲတွင်စီရင်ထားသောနော် ပောက်ပောက်ကွင်ငွေရေတရာစီရင်ဆောင်ရွက်ပြီးဒီချိန်မှစပြီးတော့ကျွန်ုပ်တို့မင်္ဂလာရှိသောအိမ်တကားဝါတို့ပောက်ပောက်ကွင်တွေဖောက်တကယ်တို့เนาะငွေကြီးလက်လာပါတွေများစွာဝင်လာပါစေရရှိပါစေပိုင်ဆိုင်ပါစေဆိုပြီးတော့ဒါလေးပဲပြောပြရမှာကျန်တာဘာမှပြောစရာမလိုဘူးအဲ့ဒီဖံမလင်းလေးကိုဖုံလေးပါတွေတက်တယ်ဆိုလို့ရှိရင်ဖုံလေးတွေတုတ်ပေးရမယ်အဲ့ဒါကိုကျွန်တော်တို့ဟိုးနောက်နှစ်တကြံအတက်နေကြကမှာအဲ့ဒါလေးကိုစွန့်ပြရမယ် နော်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေခုနှစ်ရက်သားသမီးအားလုံးကျွန်တော်ပြောခဲ့တဲ့ခုနကတော့ရေရာလေးတွေစီရင်ဆောင်ရွက်ပြီးဒီချိန်မှစပြီးတော့နှစ်သက်အခါတမယအချိန်ခါနေစပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေတွေငွေကြေးလတ်လာပါတွေများစွာရရှိပါစေငွေကန်တွေကောင်းပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာပို့သားရင်ကျွန်တော်ရဲ့ရေရာဗီဒီယိုဖိုင်လေးကိုဒီနေရာမှာပဲအဆုံးသတ်ပါတယ်အားလုံးကို ကျွန်တော်ကျေးဇူးတင်ပါတယ်